နေမှာဒါရန်ကုန်မြို့လေကောင်32လမ်း beauty land hotel အခန်း900ရနေမှာမိန်းကလေးတယောက်ကိုဒါအပိုင်းပိုင်းဒီလိုလုတ်ပြီးတော့အပိုင်းပိုင်းတော့အဲ့လိုလုတ်ပြီးတော့မှအမိုက်တဲထည့်ပြီးမှန်းနေကလာပါရီလီရဲ့ YouTube channel လေးမှာကြိုးဆိုလိုက်ပါနဲ့ရှင်ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့တတင်းကျလာပြီနေ့မှာဗုဒ္ဓဘာသာဝင်နဲ့ထွန်းမြတ်ထားတဲ့နေ့လေးမှာရန်ကုန်မြို့မြို့လေကောင်မှာဖြစ်သွားတဲ့လူတက်မှုကြောင့် စိတ်မကောင်းစရာအကြီးတန်သွားတယ်ဆိုပြီးပြောပြလာတဲ့ view file လေးပဲဖြစ်ပါတယ်ရှင်ညီမနဲ့တူတူ view လေးဆုံးဒီ live ပါကြည့်ရှုပြီးဖိတ်ကြောချင်ပါတယ်ရှင်နေ့ကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားတဲ့ဒါဝါလကင်းလို့တဲ့သတင်းချုပ်လာပြည့်နေပေါ့နော်ဒါပေမဲ့ကြားတဲ့သတင်းတခုကတော့မင်္ဂလာတော့မရှိဘူးပေါ့နော်အာလာပြည့်နေ့မှာဒါရန်ကုန်မြို့လေကောင်32လမ်း beauty land hotel အခန်း900နေမှာမိန်းကလေးတယောက်ကိုဒါအပိုင်းပိုင်းဒီလို လုတ်ပြီးတော့မှအပိုင်းပိုင်းတော့အဲ့လိုလုတ်ပြီးတော့မှအမိုက်တဲထည့်ပြီးပြစ်တာကိုလက်လေးထွက်နေတော့မှဒါလူတက်မှုဆိုတာသိတယ်ပေါ့ဆိုတော့ဘလို့ဖြစ်တာလဲဆိုအခုကဒီလိုမျိုးတခြားမျိုးနယ်တွေတော့ကျမတို့ကတော့တိတ် မသိဘူးလေနော်ကိုကတော့ရန်ကုန်နေတဲ့လူဆိုတော့ရန်ကုန်မှာကလေအဲ့လိုအခါကြီးရက်ကြီးတွေအဲအဲ့လိုမျိုးပိတ်ရက်တွေဆိုရင်လူငယ်တွေတော်တော်များများအဲ့ဒီကအဲ့ဟိုတယ်တွေတဲကိုကမ်းမှာအကုန်အပြည့်ပဲ အဲ့ပြဿနာဖြစ်နေတာပြီးတော့အခုခေတ်က online ပေါ်မှာတယောက်နဲ့တယောက်မသိဘဲနဲ့အာ online ပေါ်မှာလည်းရည်စားတွေဖြစ်ကြတယ်အာသူ့ရဲ့စိတ်နေစိတ်ထားသူ့ရဲ့အခြေအနေသူ့ရဲ့ဇေယိုက်တွေဘယ်လိုရှိလဲဆိုတာမသိဘူးအာ online ပေါ်ကအပေါ်ရန်အလှပုံလေးကြီးကြည့်ပြီးတော့အာကြိုက်ကြပြီးတော့အပြင်မှာတွေ့တယ်အာဒီလိုမျိုးဒီ hotel တွေတဲခုခန်းတွေ ရောက်ကြတယ်ဗောနော်ရောက်ကြတာရဲ့နောက်ဆက်တွဲကဘာလဲဆိုတော့အခုလူငယ်တွေကြားထဲမှာလည်းထပ်ပြီးတော့အာမူးယစ်ဆေးပြဿနာမူးယစ်ဆေးကြတော့လူတယောက်ကိုဒီလိုတော်ကတ်ချင်တယ်ဆိုရင်တော့မှပဲဒေါသအလျောက်ရံဖြစ်လို့ဖြစ်ကြတယ်ဆိုရင်တော့မှပဲအာတစ်ချက်နှစ်ချက်လောက်ဆိုရင် ဒါကဒါသူ့ရဲ့ဒေါသကိုမထိန်နိုင်လို့လူသက်မိသွားတယ်ဆိုတဲ့အနေအထားရှိတယ်တွေနော်ဒါပေမဲ့ဒီလိုအပိုင်းပိုင်းအတစ်တစ်ဆိုတဲ့ဟာရဲ့နောက်ဆက်အတွဲကကျတော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါလာနိုင်တယ်ငါစိတ်ပိုင်းဆိုင်ရာပြဿနာပါလာနိုင်တယ်ဆိုတော့အာလူငယ်တွေဒါဆိုရင်လူငယ်တွေကြားထဲမှာအဓိကအဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဘာလဲဆိုတော့မူးယစ်မူးယစ်စေးအာအဓိကမူးယစ်စေးရဲ့ side effect တွေပေါ့နော်မူးယစ်စေးရဲ့ side effect ကများသောအားဖြင့်အဲ့လိုမျိုးပြဿနာတွေကိုပိုဖြစ်တယ် ဒေါသဖြစ်ပြီးဆိုလဲအဆုံးထိတွေလေအဲ့တော့ဒီလိုမျိုးဟိုလိုမျိုးဒီလိုဒီလိုဒီလိုအခြေအနေမျိုးအဲ့ဒါတွေကနောက်ဆက်တွဲတွေလို့လဲထင်တယ်ပေါ့နော်ဒါကကြားတာတွေကတော့မင်္ဂလာမရှိဘူးစိတ်လည်းမကောင်းစရာပါအာအလွယ်လေးတယောက်နဲ့တယောက်လေးလာမှုမရှိဘဲနဲ့တိရဟာတွေရဲ့အလွယ်တွေ့တာတွေရဲ့ဒီမွေးစဉ်နောက်ဆက်တွဲတွေဒါတွေလို့ပဲထင်တယ်ကျမဒါကျမထင်တာပြောတာပါအခုတည်းကတော့တရားခံမသိသေးဘူးလို့တော့ပြောကြတယ်ဒါဆိုရင်တော့ကျင်းတည်တယ်ဒီကအချိန်ပိုင်းလာတဲပြီးတော့ မှတ်ပုံတင်နေပါလိမ့်များမယူလို့လားပေါ့နော်မှတ်ပုံတင်ယူရင်တော့သူတို့နောက်ဆက်တွဲဘသူဆိုတာသိရမှာပဲလေဟုတ်တယ်မလားအခုကမှတ်ပုံတင်တော့မယူဘူးလားဒီဟိုတယ်ကလေပြီးတော့လေရန်ကုန်ကိုသူကမြို့လေကောင်တက်တက်ကြီးကွာ32လမ်းဆိုတာစူးလေဖျားနားမှာတယ်နော်စူးလေဖျားတကယ်မြို့လေကောင်တက်တက်စူးလေဖျားနားမှာတယ်ဒီလိုဖြစ်တာကြတော့လေအမြင်ကတိတ်ပြီးတော့မတင်တယ်ဘူးလေနော်အလားပြင်းနေကြီးကလည်းဖြစ်တယ်ပေါ့ကြားရတာတွေကစိတ်စိတ်တော့မကောင်းစရာပေါ့နော် ီဗီဒီယိုလေးကတော့အခုချိန်နေတဲ့သူတွေလည်းသင်ကန်းစာတစ်ခုခုဘူးဒရာတစ်ခုရမယ်လို့ထင်ပါတယ်ရှင်ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမှာရှင်